ချောင်မန်ရန်နေဆော့ပြီးနောက်ပိုင်းမှာကျွန်တော် run နေဆော့ပြစ်လာတယ်ကျွန်တော် run နေဆော့ပြစ်ပြီးတော့ public စာတယောက်ဖြစ်လာတယ်ကျွန်တော် public စာတယောက်အနေနဲ့ pro player နေပြီးတော့ရိတ်မိလာတယ်အဲ့နောက်ပိုင်းမှာကျွန်တော် finish if one နေပြီးလာကန်လန်ငယ်လာကန်လန်တဲ့အချိန်မှာကျွန်တော် try and send နေပေါ့နော် try and send နေတဲ့အချိန်မှာအဲကျွန်တော်ဒီ game ကို focus ပြီးတော့စူးစမ်းခဲ့ရေးစူးစမ်းပြီးတော့ finish if one လာကန်လန်တာကိုရွေးချယ်ခံခဲ့ရတယ် ဒီ Mobile Legend game ကိုကျွန်တော်ဆယ်နှစ်သားလောက်မှအဲတငယ်ချင်းညီဆော့အာမြင်ပြီးတော့ကျွန်တော်အပျော်လိုက်ဆော့ခဲ့တယ်။ကျွန်တော်နာမည်ကတော့ Dash ပါ Fagon Esports မှာ Jungler လို့ဆော့ပါတယ်။ကျွန်တော်ဒီ game ဆော့ရနေမျိုးပျော်နေပြီးတော့ကျွန်တော် ဒီ game ကကျွန်တော်ရဲ့ passion တစ်ခုလို့ဖြစ်လာတာအဲဒီကဆိုရင်ကျွန်တော်ကျွန်တော်ဖုန်းမရှိတော့ကျွန်တော်ရဲ့အကူဖုန်းငှားပြီးတော့ solve ခဲ့အဲ့နောက်ပိုင်း streamer ရဲ့ live stream တွေကို live ကြည့်မိပြီးတော့ stream တွေမှာ6000ဆော့နေတဲ့လူတွေကိုကျွန်တော်မြင်ပြီးတော့ကျွန်တော်အားကျခဲ့အားကျပြီးတော့ကျွန်တော်အဲသူတို့လိုမျိုး live ဆော့ကြည့်ကျင်လာတယ်အဲ့နောက်ပိုင်းကျွန်တော် comment တွေ like မှန်တယ် like မှန်ပြီးတော့ချောင်းပိုင်ဝမ်းဆော့ပြခဲ့ပေါ့နော်အဲတော့ကလည်းကျွန်တော်ချောင်းကို brand မှာပွဲ1000ကျော်လောက် train ခဲ့ရဆိုတော့ကျွန်တော်ကွက်တီဖြစ်ပါခဲ့ပေါ့နော် ထမန်းနေဆော်ပြီးနောက်ပိုင်းမှာကျွန်တော် run နေဆော်ပြလာတယ်ကျွန်တော် run နေဆော်ပြပြီးတော့ publisher တယောက်ဖြစ်လာတယ်ကျွန်တော် publisher တယောက်အနေနဲ့ pro player နေပြီးတော့ရိတ်မိလာတယ်အဲနောက်ပိုင်းမှာကျွန်တော် finish expo နေပြီးတော့လာကန်လိုင်းရယ်လာကန်လိုင်းတဲ့အချိန်မှာကျွန်တော် try and sign နေပါတော့ try and sign တဲ့အချိန်မှာအဲကျွန်တော်ဒီ game ကို focus ပြီးတော့ကြိုးစားခဲ့ရေးကြိုးစားပြီးတော့ finish expo လာကန်လိုင်းတာကိုရွေးချယ်ခံခဲ့ရအဲနောက်ပိုင်းမှာကျွန်တော် pro player တယောက်ဖြစ်လာတယ် ကျွန်တော်ကြိုင်းနေတတ်တယ်ပရီဗီယာတွေမျိုးကျွန်တော်ပြိုင်ပွဲတွေမှာကျွန်တော်ရဲ့ performance တွေကိုချပြချင်တာလေအဲစိတ်ထရားနေပြီးတော့ကျွန်တော်ဒီကျွန်တော် passion ရှိခဲ့တဲ့ game ကို professional player တယောက်အနေနဲ့ဖြတ်တန်းလုပ်မယ်ဆိုတော့ကျွန်တော်အနေနဲ့ ready ဖြစ်သွားခဲ့တယ်ကျွန်တော်ဂိမ်းစားစားဆော့ခြင်းတော့ကကျွန်တော်ဂိမ်းဆော့အောင်မိဘတွေအားတိတ်ပြီးတော့တဘုံမကြကြဘူး ကျွန်တော်15နှစ်လောက်တုန်းကကျွန်တော် Phoenix Eagle လာကမ်းလန်းတော့ခံခဲ့ရတယ်။ဒါပေမဲ့အဲ့တုန်းကကျွန်တော်အကြောင်းထပ်မနေဆိုတော့မိဘတွေကစိတ်ပူရပါ့။အဲဒါပေမဲ့ကျွန်တော်ကဒီ6ပိုင်း1ဆော့ခဲ့တုန်းကကျွန်တော်နေရာတစ်ခုတည်းရအောင်ကြိုးစားခဲ့ရတယ်ကိုကျွန်တော်မိဘတွေကိုမြင်အောင်ပြနိုင်ခဲ့ပြီးတော့အဲသူတို့ဘက်ကနေပြီးတော့တဖြည်းဖြည်းချင်းလက်ခံလာနိုင်ခဲ့တယ်။အဲ အဲ့နောက်ပိုင်းကျွန်တော်ဒီ game ကိုမဲ focus ပြီးတော့ pro player live တွေကိုဝင်တော့မယ်လို့ဆုံးဖြတ်လိုက်တဲ့အချိန်မှာအဲကျွန်တော်အဖြေကိုတိုင်းတော့မှာကျွန်တော်အဲ wanna buy piano လေးကိုရောင်းပြီးတော့ကျွန်တော်ကျွန်တော်အတွက်ဖုန်းတစ်ဝယ်ပေးခဲ့တယ်အဲအဲ့နောက်ပိုင်းမှာပဲကျွန်တော် pro player live တွေကိုဝင်လိုက်ခဲ့ ကျွန်တော် pro player တယောက်အနေနဲ့ဖြတ်တန်းနေတဲ့ကာလတစ်လျှောက်လုံးမှာကျွန်တော်အဆင်မပြေရတဲ့အခက်အခဲတွေအများကြီးကြုံတွေ့ခဲ့တယ်။ဒါပေမဲ့ကျွန်တော်ဒီ gain ဆော့ရတာကိုကျွန်တော်ပျော်တယ်။ဒီ gain ကိုကျွန်တော်ကြံ့ကျင်ပြတ်တယ်။ပထမဆုံးပြိုင်ပွဲဖြစ်တဲ့ IES ပြိုင်ပွဲမှာစားစောက်ပြခဲ့တော့မှာကျွန်တော်စိတ်တွေလှုပ်ရှားခဲ့တယ်။လက်တွေတောင်းခဲ့တယ်။ဒါပေမဲ့ကျွန်တော်အဲ့ဒီစိတ်လှုပ်ရှားနေကြရပဲကျွန်တော်အကောင်းဆုံးကြိုးစားပြီးတော့ performance တွေပြနိုင်ခဲ့တယ်။ကျွန်တော်အနေနဲ့အဲ့ပွဲမှာ item ဆော့တဲ့ movement ကျွန်တော်အနေနဲ့အမှတ်ရဆုံးပွဲတွေပဲပေါ့နော်။ဒါပေမဲ့အဲ့ဒီ movement ကလည်း ကျွန်တော်အနေနဲ့ဒီ game ပေါ်မှာထားတဲ့ passion ကို reject တခုဖြစ်စေနိုင်ခဲ့ကျွန်တော်တို့နောက်ထပ်အမှတ်ရဆုံးပွဲလို့ပြောရဆိုရင် MC Suisei မှာ SRG နဲ့တွေ့ခဲ့ပွဲလို့ပြောရမယ်အဲ့ပွဲမှာကျွန်တော် join ကင်ပြီးတော့ကျွန်တော်ရဲ့အဲအောက်ပလေးထန်းနေပိုင်းတစ်ခုရောင်းပြန်နိုင်ခဲ့အဲ့ဒီပွဲကိုလည်းမြန်မာပရိသတ်တွေရောအဲနိုင်ငံခြား international streamer တွေပါ reaction video တွေလောက်ရတဲ့ဒီကိုအမှတ်တရတစ်ခုဖြစ်ခဲ့အဲ့ဒီကြောင့်လည်းကျွန်တော်အဲ့ဒီပြိုင်ပွဲကိုကျွန်တော်အမှတ်တရတစ်ခုအနေနဲ့ဖြစ်ခဲ့ ေတော့ကျွန်တော်နောက်လာမယ့်ပြိုင်ပွဲတွေအတွက်ကျွန်တော် performance ကောင်းကောင်းနေထပ်ပြီးတော့ပြနိုင်ဖို့အတွက်ကျွန်တော်ကိုယ့်ကိုယ်ကိုအမြဲတမ်း train ပြနေရပြီးတော့ကျွန်တော်ဒီ gain ဆော့အရင်ကိုကျွန်တော်အနေနဲ့ပျော်နေရတဲ့အတွက်ကျွန်တော်ကျွန်တော်ကိုယ်ကျွန်တော်ပြင်ပန်းနေလို့မခံစားမိဘူး ပြီးတော့ကျွန်တော်ကန့်မှာ screen နေ square run နေပြီးရအောင်မှာကျွန်တော်အနေနဲ့အားလက်တဲ့အချိန်ဒီမှာ run နေအများန်း span ပြင်နေပြီးတော့ကျွန်တော် senior player တွေပဲဖြစ်ဖြစ်အဲ screen နေမှာပြိုင်ပွဲ player တွေပဲဖြစ်ဖြစ် အဲသူတို့စီကနေပြီးတော့တင်ယူလို့ရတဲ့ဟာတွေကိုအမြဲတမ်းလိုက်ပြီးတော့လေ့လာနေတယ်။ဒီနောက်ငားရလောက်နေလို့ရှိရင်နောက် internet ဖိအစားနဲ့ဒီ internet ဖိတင်မှာဆိုရင်တော့ online ကြီးပြန်ဆားတယ်ပေါ့။ finish ဆရုပ်တော့ကနေရှင်အခုကကျွန်တော် Monday ဘိုင်းရော experience ဘိုင်းရောပို့ပြီးတော့ကောင်းလာတယ်။ Changla ဆဆော့တော့ကဆိုရင်ကျွန်တော်ဗမစားတာတွေပြီးတော့ဗမစားဘဲနဲ့တပွဲလုံးရှုံးသွားတာရှိတယ်။ဒါပေမဲ့အခုတော့ကျွန်တော်ဆောင်းရင်းဆောင်းရံနေပြီးတော့ international နှစ်ပွဲလည်းပြန်ပြီးပါပြီ။ အဲကျွန်တော်နှိမ့်နေကမ်းမိုက်ဘယ်လိုပြန်ရှာရမလဲဆိုတာကိုလည်းကျွန်တော်ကိုကျွန်တော်သိနေပေါ့ကျွန်တော်ရဲ့အိမ်မက်ကတော့ e-sport pro player တန်းရဲ့အိမ်မက်ဖြစ်တဲ့ local qualifier မှာ champion ဖြစ်ပြီးတော့ international tournament တွေကိုတွားရောက်ရှင်ပြိုင်ရင်းနဲ့အဲဒီ international tournament တွေမှာအချိန်မှန်တစ်ခုကျွန်တော်အနေနဲ့လိုချင်တယ်။ဒါပဲဖြစ်ဖြစ်ဂိမ်းဆော့တာကို passionate ဖြစ်ပြီးတော့ဝါဒနာပါတဲ့လူနေလဲဆိုရင်ဒီဂိမ်းကိုပဲအမြဲတမ်းဆက်ဆံနိုင်ပြီးတော့ performance skill တွေကိုမကြတော့ဘဲနဲ့ပိုကောင်းအောင် မြန်ထိန်းနေနိုင်မှုရတယ်ကျွန်တော်တို့အတွက် goal တစ်ခုပဲဖြစ်တယ်အေးဒါလေးဖိုက်ထုတ်မယ်ဖိုက်ထုတ်မယ်အော်ကောင်းတယ်ကွာကျွန်တော်နဲ့ရေတူတငယ်ချင်းတွေလည်းကိုဝါဒနာပါတဲ့အရာကိုမတွန်းဆုပ်ပဲစမ်းလုပ်ကြည့်ဖို့နဲ့ကို passion နဲ့ဖြစ်တဲ့အရာဘယ်အရာမှမဆိုအများကြီးမတွေးပဲစလုပ်ကြည့်ဖို့ပြောချင်ပါတယ် ဝေါ်ကာမာရောကအမမြန်မာနိုင်ငံဘက်က AD နေနဲ့အမအတာဝန်ယူပေးရတာပေါ့နော်အဲမန်နေဂျမန့်ပိုင်းရယ်ကန်စတင်ပိုင်းရောအမအဓိကတာဝန်ယူပေးရတာနှစ်လစတိုင်အလုပ်လုပ်တာတတိယမှာနားရက်မရှိဘူးပေါ့